မြန်မာစပေါ့နဲ့ cash fight ကသင်ဆက်သူကိုအွန်လိုင်းဆိုကြောက်ဆုံးမှု online ပေါ်မှာကောင်းနိုင်ဆိုတိုင်းရရအစိမ့်ဝင်တဲ့နေရာတွေဓာတ်ပုံတွေ online ပေါ်မှာတော်တော်လေးကိုဖြန့်နှံ့လာတာဖြစ်တဲ့အတွက်ကိုမှဒါပြည်သူတွေပြည်သက်တွေကတော်တော်လေးစိတ်ပူသွားကြရေပေါ့နော်ကိုအွန်လိုင်းဆိုကအွန်လိုင်းအဆန်းပွဲအတွက်အအခေဆုံးသောသတင်းတွေဆက်သူဖြစ်ပါတယ်ကိုအွန်လိုင်းဆိုလောက်မြန်မာနိုင်ငံရဲ့ဒီကျွန်တော်တို့ boxing လောကမှာပေါ့ဗျာ ဒါမြတ်မြတ်တတနဲ့ဘယ်သူမှဘယ်လိုက်ခြင်းမရှိပဲနဲ့ဒါပြိတ္တတွေကိုတကယ်ကိုမှဒီအာကစားပေါ်မှာစိတ်ဝင်စားကြတဲ့ပြိတ္တတွေကိုတည်င်းမှန်မှန်ကန်ကန်ယူဆောင်လာပြီးနိုင်ဆုံးဒီလောကမှာတန်ဖိုးဖြစ်မရတဲ့နော်ဒါဖိုက်တာတွေနဲ့ပြိတ္တတွေကြားထဲမှာအခြေဆက်လုပ်ပြီးနိုင်ဆုံးဒါကျွန်တော်တို့တည်င်းသမားဆိုနေမဖောက်ဘူးပေါ့လीတော်တော်လေးတွေဒါကြောင့်မလို့အခုသူကအွန်လန်အဆန် တော်ကြီးအောင်သွားကြမယ်အောင်လာနဲ့တွေ့ကြမယ်ချစ်ချစ်ခင်ခင်ပြောကြမယ်နော် အောင်လာနဲ့နော်အင်တာအများကြီး view မယ်သူနင်းနေလည်းအများကြီးအစီအစဉ်တွေဆွဲခဲ့တယ်ပေါ့နော်ဒါမင်းရုပ်တည်ကြီးအောင်လာအဆန်ပွဲမတိုင်ခင်နော်ဟိုနှစ်ပတ်လောက်ကနေကိုအောင်နိုင်စုကပျောက်ဆုံးသွားခဲ့တယ်ဆိုတော့ပြည်သူတွေကအောင်လာအဆန်ရင်တည်ရင်းလည်းမတည်တော့ဘူးနော်ကျွန်တော်တို့နော်သွေးလင်းထည့်ရဲ့ပွဲကိုလည်းမကြည့်တော့ဘူးဆိုတဲ့အနေထားမျိုးမှာ ကိုအောင်နိုင်စိုးကမှန်မှဆိုရင်တလောက်တိတိမြန်မာဖိုက်တာတွေနဲ့ပတ်သက်ရင်အယူမှုရှိတလောက်ပေါ့လေဒါသူအနေနဲ့အချားမကြီးအချောင်းပြအချက်တော်လောက်အောင်ဘာတစ်ခုမှမပေးပဲနဲ့အခုလိုမျိုးပျောက်ဆုံးသွားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တွေကတော်လေးကိုစိတ်ပူသွားကြတယ်ဒီတစ်ခါကျတော့အခုဟိုမြန်မာပြည်သက်တွေကလည်းအခုလိုမျိုးဘောက်ဆင်သတင်းတွေကိုကြည့်တဲ့အခါမှာဘယ်လိုပြောရမလဲအာစာမပါရီဟင်းလိုပဲဗျာအခုကိုအောင်နိုင်စိုးရဲ့တင်ဆက်မှုကိုမကြည့်ရတဲ့အခါကျတော့စာမပါရီဟင်းလိုပဲဒါသူတို့စိတ်ထဲမှာလုံးဝ ခြေအနေကမကောင်းဘူးလေတချို့သောသူ့ရဲ့နီးနားလူတွေပြောတာကကြတော့ကိုအောင်နေဆိုးဟာဒါသူ့ရဲ့အလုပ်တွေကိုပြစ်ထားပြီးတော့သူ့ရဲ့ဒါနေကိုပြန်သွားတယ်ပြီးတော့ charging လုပ်နေပေါ့နော်ဟိုပြန်နေပြီးတော့ဟို refresh ဖြစ်အောင်သူကအရင်ဒီတော့တည်းမှာအလုပ်များတယ်ဗျာသူ့အနေနဲ့ဘယ်လိုမျိုးချားမကြီးလေးတော့ထိတယ်ဗျာနော်ဟိုသတင်းတွေလုတ်တဲ့အခါမှာညဘက်မီးရတဲ့ခြေနေတွေလည်းအများကြီးရှိတယ်ဆိုတော့သူ့အနေနဲ့ချားမကြီးအချောင်းရတခုချောင်းတော့လကောင်းလားနော် ဆိုတော့သူအနီးနားလူတွေကတော့ပြောပါတယ်နေပြန်ပြီးတော့ကွာနော်အာသစ်တွေပြန်မွေးနေပေါ့နော် ဆိုတော့အခုကဘာဖြစ်နေဆိုတော့ online ဆိုရဲ့ဒါစီးရုံတက်နေရတဲ့ဂျက်ပုံတွေ online ပုံမှာဖြန့်နှံ့လာတယ်။ချို့က AI နဲ့လုပ်တယ်လို့ပြောတာပေါ့လေ။ဆိုတော့တကယ်ဖြစ်ပါစေနော်။ AI နဲ့လုပ်တာပဲတကယ်ဖြစ်ပါစေလို့ကျွန်တော်ပြောလင်းလို့ရတာပေါ့နော်။ဘာဖြစ်ဖြစ်ကို online ဆိုလူလူမျိုးကအခုလူမျိုးဘယ်လိုပြောရမလဲ။ online အဆန်လူပွဲကိုတော့သွားမချီတော့ဘူးဆိုတဲ့အနေထားမျိုးကတော်တော်လေးကိုဒါသူ့စီမှာတခုခုဖြစ်နေပြီဆိုတာကတော့ကျွန်တော်ဒီခြားတဲ့လောက်ကိုပြောရပါပြီ။